အားလုံးပဲမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအားကစားသတင်းတွေကိုကြည့်မစုံတော့လီဗာပူးအသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ချီယေစာကတော့ January Transfer Window မှာကလပ်အသင်းကနေထွက်ခွာသွားမှာမဟုတ်ဘူးဆိုပြီးတော့ပေါ်ပြထားတယ်။ဆောပိုင်းကကောလာဟာလာတွေတက်နေတဲ့သတင်းကချီယေစာကပွဲထွက်ခွင့်နှေးပါနေတဲ့အတွက်ဒီလီဗာပူးအသင်းကနေ January Transfer Window မှာပြောင်းရွှေ့သွားနိုင်တယ်ဆိုပြီးသတင်းတွေတက်နေတဲ့ဒီချိန်တွေကိုကစားသမားကငင်းဆန်ထားပြီးတော့မှလီဗာပူးအသင်းမှာပဲသူ့အနေနဲ့ဆက်ရှိသွားမှာဖြစ်ပြီးတော့မှ လေဗာပူးအသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာပါဝင်ဖို့သာဂျိုးပန်သွားမယ်ဆိုပြီးတော့မှအခြေစားကဖော်ပြထားတယ်။တစ်ဖက်မှာတော့လေဗာပူးအသင်းကကျွန်တော်ခန်းစစ်ပြဿနာကိုဖြေရှင်းနိုင်ဖို့ January Transfer Window မှာခန်းစစ်ကစားသမားတယောက်ကိုထပ်ခေါ်သွားဖို့ပြင်ဆင်သွားမယ်ဆိုပြီးဖော်ပြထားတယ်။အဓိကတော့ Center Back Position အတွက် ဒါဘရူဂျက်အသင်းရဲ့စင်တာဘက်ကစားသမားဖြစ်တယ်ပေါ့လေဂျိုးအိုရီနက်စ်ကိုခေါ်ယူဖို့လီဗာပူးအသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်ကစားသမားကိုပြောင်းရွှေ့ချင်ယူရို30လောက်နဲ့စတင်ကန်လန်သွားမယ်ဆိုပြီးတော့လေဒါကျွန်တော် TBS Sport ကဖော်ပြထားတယ်ဖော်ဖို့ insider ရဲ့ဖော်ပြချက်အရဆိုရင် Chelsea အသင်းကကလပ်သင်းရဲ့ Academy ထွက်ကစားသမားဒါနောက်ခံကစားသမားဖြစ်တဲ့အာကျွန်တော် Charlotte Bus ကို January Transfer Window မှာကလပ်သင်းကနေရောင်းချသွားနိုင်ပွဲရှိတယ်ဆိုပြီးဖော်ပြထားတယ် ချာလိုဘက်ရဲ့နေရာမှာတော့တခြားသော potential မြေနောက်ခံကစားသမားတစ်ယောက်ကို Chelsea အသင်းကခေါ်ယူသွားဖို့ဂျိုးပန်းသွားဖို့ရှိတယ်ဆိုပြီးတော့လည်းသိရတယ် Chelsea အသင်းကလက်ရှိပေါ့လေရဲမတူတဲ့အသင်းရဲ့ပြင်သစ်ကွင်းလည်းကစားသမားဖြစ်တဲ့ကာမာဘင်ဂါကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Francesca ပေါ်ပြထားတယ်ကစားသမားကို Chelsea အသင်းကပေါ့လေဒါကျွန်တော်တို့ပြောင်းရွှေ့ချင် Euro 80လောက်နဲ့စတင်ကမ်းလှမ်းဖို့ပြင်ဆင်နေပြီးတော့မှလက်ရှိမှာတော့ရဲမတူတဲ့အသင်းရဲ့နေပြဖြစ်တဲ့ဇာဗီအလွန်ဆိုက ပြင်သစ်ကစားသမားကိုဒါကျွန်တော်တို့ပေါ့လေရောင်းချဖို့အထက်ကလပ်တင်းမှာပဲဆက်ထိန်ထားဖို့ကြိုးပမ်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်။ Manchester City တင်းကတော့ကလပ်တင်းနဲ့စာချုပ်တက်တန်းကုံဆုံးတော့မယ်။အသင်းရဲ့ Spain ကစားသမားဖြစ်တဲ့ Rodrigo စာချုပ်အသစ်ထက်တိုးနိုင်ဖို့ကြိုးပမ်းသွားမယ်ဆိုပြီးတော့မှ TBS Sport ကပေါ်ပြထားတယ်။ဒါရအချင်းနေကြမလို့ကလပ်တင်းရဲ့ပွဲစဉ်တချို့ကိုလွှဲချော်ထားတဲ့ကစားသမားကို Manchester City တင်းကတော့ကာလာရှိပေါ့လေကလပ်တင်းစီမှာဆက်ရှိဖို့ဆန္ဒရှိနေတာလည်းဖြစ်တယ်။တစ်ဖက်မှာတော့ Manchester City တင်းက အာကျွန်တော်ရီယယ်မက်ဒရစ်အသင်းနဲ့ပေါ့လေဒီအဆင်မပြေမှုတချို့ရှိနေတဲ့အသင်းရဲ့ဘရာဇီးတိုက်စစ်ကစားမဖြစ်တဲ့ဗီနီဆီယပ်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။ဗီနီဆီယပ်စ်ကိုယ်တိုင်ကဒါကျွန်တော်နီဗျာအာဆလော်ဒီလက်ထက်မှာအဆင်ပြေတယ်ဆိုပြီးမဲ့လို့လက်ရှိနီဗျာတစ်ပြစ်တဲ့ဇာဘီအလွန်ဆိုနဲ့သဘောထားကွဲလွဲမှုတချို့ရှိနေတဲ့အပေါ်မှာကလပ်တင်းကထွက်ခွာသွားနိုင်တယ်ဆိုပြီးတော့ခေါ်လာဟာလာထွက်နေတဲ့အနေအထားမှာဥရောပအသင်းနဲ့ဖြစ်တဲ့ Chelsea, Arsenal တင်းနဲ့တခြားသောကလပ်အသင်းတို့ကပါဗီနီဆီယပ်စ်ကိုခေါ်ဖို့စိတ်ဝင်စားနေပြီးတော့မှာ လက်ရှိမှာတော့ Manchester City တင်းကပါ Vinicius ကိုခေါ်ဖို့စိတ်ဝင်စားလာတာလည်းဖြစ်တယ်။ Tottenham Hotspur တင်းကတော့ Galatasaray ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Vinny Van ကိုပြောင်းရွှေ့ခြင်းသတ်မှတ်လိုက်ပြီးဆိုပြီးတော့မှ Forbes London ကဖော်ပြထားတယ်ဒီအဒီမဂလတ်တင်းနဲ့ခြေစွမ်းပြပြီးတော့မှဥရောပအသင်းတွေရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့နောက်ခံကစားသမားကိုတော့ဒါတော်လျန်ဟော့စ်ပါတင်းကတကယ်လို့ခေါ်ယူခြင်းနဲ့ဆိုရင်စာချုပ်ဖြတ်သိမ်းခြင်းနဲ့ယူရိုတန်တရာပေးချေရမယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ကစားသမားကိုဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ Liverpool, ဘိုင်ယန်မြူးနစ်အတင်းနဲ့ရေမတ်ဒရစ်အတင်းတို့ကခေါ်ယူဖို့ဂျိုးပန်းနေရာလည်းဖြစ်တယ်။ဒါကျွန်တော်တို့ဒီရာသီကုန်မှာဒါဂျူပင်တက်အတင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်။ဒါဂျူပင်တက်အတင်းရဲ့တိုက်စိတ်ကစားမှဖြစ်တဲ့ဗလာဟိုဗစ်ကိုတော့ဒါကျွန်တော်စပိန်လာလီဂါကလပ်တက်တင်းဖြစ်တဲ့ဘာစီလိုနာအတင်းကခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှမာကာကဖော်ပြထားတယ်။အဓိကတော့ဘာစီလိုနာအတင်းကအသက်အရွယ်ရလာပြီဖြစ်တဲ့ အသင်းရဲ့ပိုလန်တိုက်စစ်ကစားမဖြစ်တဲ့လေဝန်ပိုဒေါစကီရဲ့နေရာမှာအစားထိုးနိုင်ဖို့တိုက်စစ် option တွေကိုပြတ်မှတ်ထားနေပြီးတော့မှဒီထဲမှာတော့ဘလာဟူဘစ်အပါဝင်အသလက်တစ်ကိုမတ်ထွေအသင်းရဲ့ဒါပေါ့လေကျွန်တော်အာဂျင်တိုင်းသားတိုက်စစ်ကစားမဖြစ်တဲ့အာကျွန်တော်တို့ဒီ junior everest ကိုပါခေါ်ယူဖို့ barcelona အသင်းဘက်ကစိတ်ဝင်စားနေရလဲဖြစ်တယ်ဒါ premier league ကလပ်အသင်းတွေဖြစ်တဲ့ aston villa အသင်း thorden hotspur အသင်းကတော့ တော့ဗောလေဒါလက်ရှိဘရန်ဖို့တင်တိုက်စစ်ကစားမှဖြစ်တဲ့ THIA ကိုခေါ်ယူဖို့အပြိုင်ဂျိုးပါနေတယ်ဆိုပြီးတော့မှဒါ Daily Miles ကပေါ်ပြထားတယ်ဗောလေဆိုတော့ချီရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်အချမ်းချမ်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်